ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေ။လာမယ့်2025-26ဘောလုံးရပရီးမီးယားလိရာသီအတွက်ပေါ့နော်ကျွန်တော်တို့လက်ရှိဆိုလို့ရှိရင်ပွဲစဉ်တွေထွက်ပေါ်လာခဲ့ပြီဖြစ်တယ်ပေါ့ဗျာ။ဆိုတော့အသင်းကြီးတွေအနေနဲ့တော်တော်ကိုခက်ခက်ခဲခဲပုံစံနဲ့ရာသီတစ်ကိုဖွင့်လှစ်ရမယ့်ဒီဒီအချီနီနဲ့ကြုံနေရတဲ့အသင်းတွေလည်းကျွန်တော်တို့ရှိတယ်။ဆိုတော့ဒီထဲမှာအာဆင်နယ်ရဲ့လီဗာပူးသင်းရဲ့နှစ်သင်းရဲ့ပေါ့နော်ပထမဆုံးရှင်ပိုင် ကစားရမယ့်ပွဲစဉ်၁၀ပွဲစီကိုကျွန်တော်တို့ကြည့်ကြည့်အောင် ထမဆုံးအနေနဲ့ကျွန်တော်ကအဲလီဗာပူးပါလီဗာပူးအသင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင်ဒါပြီးပြီးခဲ့တဲ့ရာသီကချန်ပီယံဖြစ်ထားတဲ့လီဗာပူးเนาะကျွန်တော်တို့ဒါပရီးမီးယားလိကိုပေါ့နော်နောက်ထပ်တစ်ကြိမ်ဆက်ပြီးတော့ယူဖို့ကြိုးပမ်းမဲ့လီဗာပူးပေါ့ဗျာပြီးခဲ့တဲ့နွေအခုလက်ရှိနွေမှာလည်းအပြောင်းလဲတွေကျွန်တော်တို့ပြုလုပ်ပြီးတော့အားဖြည့်မှုတွေထပ်ပြီးတော့လှုပ်ထားတဲ့လီဗာပူးအသင်းသူတို့ရှင်ပိုင်ကစားမဲ့ပထမဆုံးပရီးမီးယားလိ7ဘယ်မှာဘလောက်ထိသူတို့တွေအန်ဒီရရှိနိုင်တယ်လဲပထမဆုံးကတော့လီဗာပူးအသင်းအနေနဲ့ဒါဘုံမောက်ကိုအိမ်ကွင်းမှာလက်ခံကစားရမယ်ဆိုတော့ ဒါသူတို့အနေနဲ့ပေါ့နော် အနိုင်သုံးမှတ်တီချာလောက်မဲ့ပွဲမျိုးပေါ့လေဘာလို့လဲဆိုတော့ဘုံပေါင်းမှာတချို့အားကိုးရတဲ့ကစားမတချို့ကိုသူတို့လက်လွတ်ထားရမှာဖြစ်လို့ပါဒါအပြင်ပြီးခဲ့တဲ့ရာသီကဘုံပေါင်းလို့လည်းထက်ပြီးတော့ကောင်းနိုင်လိမ့်မယ်ဆိုပြီးတော့အာမခံချက်အများကြီးမရှိတော့ဘူးဒီတစ်ခါကျတော့အရေးပါတဲ့ကစားမနှစ်ဦးကနေလေးဦးလောက်ထိကိုဘုံပေါင်းကလက်လွတ်ထားဖို့ရှိတယ်ဆိုတော့လေဘဝူးတင်အတွက်ပထမဆုံးဘုံပေါင်းနဲ့ပွဲကပေါ့နော်အနိုင်တီချဖို့ရှိတယ်လို့အိမ်ဝင်းမှာလည်းရာသီအစ်စ်ကိုဖွင့်ခွင့်ရမှာဖြစ်တဲ့အတွက် သူတို့ဟာနိုင်အောင်တော့ကျွန်တော်ရှင်မယ်ကစားနိုင်မယ်ပွဲပါဆိုတော့လီဗာပူးလိုမျိုးချန်ပီယံဖြစ်ထားတဲ့အသင်းတင်းတင်းအတွက်ဘလို့အသင်းနဲ့ပဲဖြစ်ပါစေနိုင်အောင်တော့ကစားကြမယ်ပွဲကြီးကြီးပဲပေါ့နော်သို့ဆိုလည်းပဲသူတို့ရှင်မယ်ရမယ်အသင်းတွေကိုကျွန်တော်ကြည့်ပွဲစဉ်တက်မှာပုံမောင်းနဲ့ရှင်မယ်ကစားရမယ်ပွဲစဉ်နှစ်မှာတော့နယူကာဆယ်ရဲ့အိမ်ကွင်းကိုသွားကစားရမယ်နော်ပွဲစဉ်နှစ်မှာနယူကာဆယ်ရဲ့အိမ်ကွင်းပြီးတာနဲ့ကျွန်တော်တို့ကအာဆင်နယ်ကိုအိမ်ကွင်းမှာလက်ခံကစားရမယ် ဆိုတော့နော်နျူကာဆယ်ကွင်းကိုသွားကစားပြီးတာနဲ့အာဆင်နယ်ကိုအိမ်မွေးမှာလက်ခံကစားရမယ်အဲ့ဒါပြီးရင်ဘန်လီအဲ့ဒါပြီးတာနဲ့မာဆီဆိုင်ဒါဘီဖြစ်အေဗာတန်နဲ့ကစားရမယ်ပထမဆုံး၅ပွဲမှာရင်ကိုပဲလီဗာပူးတင်းကဒါဘီပွဲဖြစ်ပေါ့နော်မာဆီဆိုင်ဒါဘီကစားရမယ်ပြီးရင်အာဆင်နယ်နျူကာဆယ်ဆိုပြီးတော့၃ပွဲကျွန်တော်တို့ရှိတယ်ဒီထဲမှာကျွန်တော်တို့တကယ်တကယ်တွေးကြည့်ရမာဆီဆိုင်ဒါဘီဆိုတာကခဲရင်တဲ့ပွဲပါဒါပေမဲ့လို့လီဗာပူးတင်းတို့ကတော့ ဒါသူတို့အများကြီးအားသာတဲ့အတင်းတင်းတင်းဖြစ်တဲ့အတွက်အိမ်ဝင်လည်းဖြစ်တဲ့အတွက်ပေါ့နော်တော်တော်ကိုအချင်းချင်းကောင်းတင်နေပေါ့နော်ဆိုတော့အာဆင်နယ်တို့နယူကာဆယ်တို့နဲ့ကစားတဲ့ပွဲစဉ်တွေကပဲသူတို့ကိုအမှန်တကယ်စမ်းသပ်မှာသူတပြင်းတော့ပေါ့နော်နယူကာဆယ်ကွင်းကိုသွားကစားတဲ့ပွဲမှာတော့လီဗာပူးတင်းတွက်တော်တော်ကိုခေးရင်လိမ့်မယ်အာဆင်နယ်ကတော့ကျွန်တော်လက်ရှိမှာလဲသူတို့ကအပြောင်းလဲကိုစီတွေနှစ်သင်းစလုံးလုပ်နေကြတယ်ဆိုတော့ဒီပွဲဟာတော်တော်ကြည့်ကောင်းမယ် အိမ်ကွင်း MV ဖြစ်တဲ့အတွက်လေပါဦးတင်တို့တော့အားသာချက်တီတော့ရှိတာပေါ့လေအဲကြောင့်လေပါဦးတင်အနေနဲ့ပေါ့နော်အင်မီတန်ကိုခဲရင်နဲ့စတင်မှုကိုကြုံနေရတယ်လို့ကျွန်တော်မထင်ဘူးသို့တော်လည်းပဲသူတို့အနေနဲ့ Newcastle နဲ့ပွဲစဉ်တို့ Arsenal နဲ့ပွဲစဉ်နှစ်ပွဲတို့ကတော့တော်တော်ကိုစောင့်ကြည့်ရမှာပွဲစဉ်6မှာတော့ Crystal Palace ရဲ့ Queen ကိုသွားကစားရမယ်ပြီးရင် Chelsea ရဲ့ क्व င်းကိုသူတို့သွားကစားရမယ်ဆိုတော့အဝေး क्व င်းနှစ်ပွဲဆက်ကစားရမယ်ပေါ့နော်အဲ့ဒါပြီးတာနဲ့ Manchester United ကိုသူတို့ Anfield क्व င်းမှာလက်ခံကစားရမယ်ပြီးရင်တော့ကျွန်တော်တို့ဒါပွဲစဉ်9နဲ့10ကိုဒါ အက်စတူမီလာကိုအိမ်ဝင်းဘရန်ဖို့ကိုအဝေးဝင်းဆိုပြီးတော့ရှင်းမှင်ကစားရမှာပထမဆုံး10ပွဲမှာလီဗာပူးအသင်းတွေတကယ်ခရင်နိုင်နေပေါ့နော်အသင်းတွေဖြစ်အာဆင်နယ်နဲ့ပွဲနယူကာဆင်နယ်ပွဲမာစီဆိုက်ဒါဘီချယ်ဆီမန်ချက်စတာယူနိုက်တက်ဆိုပြီးတော့၅ပွဲကြီးကျွန်တော်ရှိနေတယ်အာနင်စတော့ရဲ့လီဗာပူးအသင်းကတော့ပြီးခဲ့တဲ့ရာသီကလည်းအဲ့ဒါလိုပဲသူ့ရဲ့ပထမဆုံးရာသီမှာထင်သလားဟုတ်ပါမလားဗာမလားနဲ့ပြောရင်းနဲ့တောက်လျှောက်ဆိုသူတို့အမှတ်တွေကိုစောစောစီးစီးသူတို့ယူထားနေတာအခုလက်ရှိဒီမှာလည်းပဲ ပြီးခဲ့တဲ့ရာသီကပွဲဒီအသင်းကိုမှပေါ့နော် Florian VS2 နဲ့ကျွန်တော်အစားထိုးထားတယ် Frame Pound တို့နဲ့ Arnoldo Nia ကိုအစားထိုးထားတယ်ပူကောင်းတဲ့အစားထိုးမှုတွေသူတို့လုပ်နေတယ်ဒါအပြင်ဘုံမောင်းက Milo Kukoc တို့လူကစားမောင်းတွေတွေရောက်လာဖို့ကျွန်တော်ရှိတယ် Liverpool အသင်းဟာပူပြီးတော့အင်အားကြီးတဲ့အသင်းပူပြီးတော့ခြေသွန်းကောင်းတဲ့အသင်းတစ်သင်းဖြစ်ကျွန်တော်ဖြစ်လာအောင်ပါအဲကြောင့်ပေါ့နော် Liverpool အသင်းရဲ့လာမယ့်ရာသီအစတင်ဖို့ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ချန်ပီယံအနေနဲ့ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ကာကွယ်နိုင်မလားပေါ့ဗျာပထမဆုံး၁၀ပွဲကတော့ အာလီဘာပူးသင်းရဲ့အခြေအနေတွေကိုတော်တော်ကိုကျွန်တော်တို့သတိထားမိသွားရလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဒါကလည်းရှိမှာလီဘာပူးသင်းရဲ့ပထမဆုံးပရီးမီးယားလိဂ်၁၀ပွဲပေါ့လေနောက်ထပ်ကတော့ဒါအဆင့်နှစ်နဲ့ယာစီတင်ခဲ့တဲ့အာဆင်နယ်ပေါ့နော်အဲ့ဒါမှလားအာဆင်နယ်ဆင့်နှစ်နဲ့ယာစီတင်ခဲ့တာအာဆင်နယ်အနေနဲ့ကျွန်တော်တို့ဒါပထမဆုံးသူတို့ရဲ့ပွဲစဉ်၁၀ပွဲကိုကျွန်တော်တို့ကြည့်ကြည့်ရရင်အာဆင်နယ်အတွက်ကလည်းမနိုင်ပြောရင်တော့ထင်သလောက်ထိတော့ကျွန်တော်တို့ဒါခြောက်နေတာမျိုးတော့ကျွန်တော်မရှိဘူးပေါ့နော်ခြောက်နေတာမျိုးတော့ကျွန်တော်မရှိဘူးစီအော်ပတာတို့ဘာလို့ နော်အော်ဘီတာတို့ဘာလို့ကနေပြီးတော့2025 2026ရာသီမှာအခက်ခဲဆုံးပေါ့နော်ပရီးမီးယားလိမှာအခက်ခဲဆုံးကျွန်တော်နေရာသီအဖွင့်ကိုကြုံရတဲ့အသင်းတွေကိုကျွန်တော်တို့ကအစင်လိုက်စီထားတဲ့နေရာမှာနံပါတ်1မန်ချက်စတာယူနိုက်တက်ရှိနေတယ်။ယူနိုက်တက်ဟာ2025 2026ရာသီမှာအခက်ခဲဆုံးသူ့အနေနဲ့ပေါ့နော် ရာသီစတင်ရမယ်။အဲ့ဒါပြီးတဲ့နေ့ဒုတိယနေရာမှာအာဆင်နယ်ရှိနေတယ်။ဆိုတော့အာဆင်နယ်ဒီအာဆင်နယ်နဲ့ယူနိုက်တက်ဒီအခက်ခဲဆုံးဖြစ်နေတယ်။ဆိုတော့အာဆင်နယ်ကလည်းကျွန်တော်တို့နေတယ်ပေါ့နော်ပထမဆုံး အဖွင့်ပွဲပြင်မန်ချက်စတာယူနိုက်တက်ရဲ့ Old Trafford ကိုသွားကစားရမယ်ဆိုတော့ဗောနော်ဒါအဝေးကွင်းသွားကစားမှာဆိုတော့ယာတီတစ်ကိုအဝေးကွင်းမှာဖွင့်ရဖွင့်ရမှာအာဆင်နယ်နေနဲ့တော်တော်ကိုမလွယ်တဲ့အခြေအနေမျိုးပါဆိုတော့ဒါအပြင်သူတို့ကတန်းတက် Leeds United အသင်းကိုအိမ်ကွင်းမှာလက်ခံကစားကွင်းရမယ်ပြီးတာနဲ့ပွဲစဉ်၃မှာ Liverpool တင်းရဲ့အိမ်ကွင်းကိုသူတို့သွားကစားရမှာဒါဟာဘလူးမတ်မလွယ်တော့တဲ့ပွဲပါเนาะ Liverpool တင်းနဲ့လည်းရှင်ပိုင်ကစားရမယ် Liverpool တင်းရဲ့ကွင်းလည်းကျွန်တော်တို့ဖြစ်တယ် ဆိုပထမဆုံးပွဲစဉ်၃ပွဲမှာရင်ကိုပဲအာဆနယ်ဟာကျွန်တော်တို့အသင်းကြီး၂သင်းနဲ့သူတို့ကြုံတွေ့နေရပြီးသွားပြီပြီးပွဲစဉ်၄မှာ Nottingham Forest ကိုအိမ်ဝင်းမှာကစားမယ်ပြီးတာနဲ့ပွဲစဉ်၅မှာ Manchester City ကိုအိမ်ဝင်းမှာလက်ခံကစားမယ်ဆိုတော့အာဆင်နယ်အတွက်ပေါ့နော်ဒါနှစ်ပွဲဆက်တိုက်ဆိုသလိုအိမ်ဝင်းမှာလက်ခံကစားခွင့်ရမယ်ပေါ့လေဆိုပထမဆုံးပွဲစဉ်၅ပွဲမှာ Manchester City Liverpool Manchester United ပြီးတာနဲ့ Nottingham Forest တို့လိုမျိုးအသင်းတွေပါဝင်နေတယ်အာဆင်နယ်အတွက်ပေါ့နော်သူတို့က ပြီးခဲ့တဲ့ရာသီမှာလည်းဒုတိယအကောင်ဆုံးပရီးမီးယားလိဂ်အသင်းဖြစ်ရက်တီနန်ရဲ့အချင်းညို့မှာအသင်းတိုင်းကတော့သူတို့အတွက်အန္တရာယ်ရှိမှာမဟုတ်ဘူးသို့တော့သူတို့ရှင်ပိုင်ကစားမဲ့အချင်းညို့တွေထဲမှာလွဲကူတာတွေအများကြီးတော့ပါမနေဘူးတန်တက်ဆိုလို့ကျွန်တော်တို့က Leeds United အသင်းမင်းကျွန်တော်တို့ရှိတယ်ဒါအပြင်ပွဲစဉ်6မှာပွဲစဉ်6မှာဘာလို့သူတို့ Newcastle ရဲ့အိမ်ကွင်းကိုသွားကစားရမယ် Newcastle ရဲ့ကွင်းကိုသွားကစားတိုင်း Arsenal အတွက်ဘယ်လောက်ထိခက်ခဲမှုတွေရှိတယ်လဲကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ် ကောင်းကောင်းတွေးနိုင်တယ်ဒါအပြင်ပွဲစဉ်ခွန်မှာအပွဲစဉ်ပွဲစဉ်ကျွန်တော်ခွန်မှာဝက်ဆမ်ကိုအိမ်ခွင်မှာလက်ခံကစားရမယ်ပွဲစဉ်ရှစ်မှာကျွန်တော်သာဖူလန်ကိုကစားရမယ်ပွဲစဉ်ကိုမှာခရစ်စတယ်ဘယ်လစ်ကိုအိမ်ခွင်ပွဲစဉ်၁၀မှာကျွန်တော်ဘန်လီကိုကျွန်တော်သာအဝေးခွင်ဆိုတော့ပွဲစဉ်6ပွဲအတောအတွင်းမှာเนาะနယူကာဆယ်ယူနိုက်တက်လီဗာပူးနော်ဒင်ဖော်ရက်စ်မန်ချက်စတာစီးတီးဆိုပြီးတော့ကျွန်တော်ပါတယ်အာဆင်နယ်နဲ့အာဒီဒါအတွက်တော့တော်တော်ကိုတော်တော်ကိုမလွယ်ကူတဲ့ပွဲတွေပါ ဆိုပထမဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်တော့အာဆင်နယ်ကဗောနောဒုတိယနေရာမှာရှိနေတယ်ပရီးမီးယားလိရဲ့အခက်အခဲဆုံးရာသီတစ်ခုကိုစတင်ရတဲ့နေရာမှာဆိုတော့ဒါကဘာကိုပြောသလဲဆိုတော့အာတီတာတို့အနေနဲ့ဗောနောအပြောင်းရွှေ့ဒီမှာနောက်ကျကြံခဲ့လို့ကျွန်တော်မရဘူးလီဗာပူးသင်းကကျွန်တော်အနေနဲ့ဒီချန်ပီယံစ်လိချန်ပီယံဖြစ်ထားသလိုဖလိုရီယန် VS တို့ကျွန်တော်ဒီဗောနောဒါအပြင်အဲဗာလဲဖရင်ပေါင်တို့လိုကစားမမျိုးတွေကိုခေါ်ထားတယ်လက်ရှိမှာလဲကာကက်စ်တို့ဘာလို့ကိုအမှန်ကန်ခေါ်ဖို့လုပ်နေတယ် တော့အဆင့်နှစ်နဲ့ယာယီသိမ်းခဲ့တဲ့အာဆင်နယ်အနေနဲ့ဆော်တော်စီးစီးကျွန်တော်သဘောတူညီမှုရခဲ့တဲ့ဇူဘမန်နီကလွှင့်ရင်ထူးထူးခြားခြားအသင်းကြီးကိုပေါ့နော်အသင်းကြီးရဲ့ quality ကိုစွဲတင်ပေးနိုင်မယ်သူမျိုးရောက်မလာသေးဘူးအဲဒီနေရာမှာကျွန်တော်တို့ဆက်စကူတို့ဘာတို့ကိုသူတို့ခေါ်ဖို့လုပ်နေတယ်အခုဟာတွေကဆွေးနွေးတယ်ဆိုတော့အဆင့်ကနေမတက်သေးဘူးကျွန်တော်ဖြစ်နေတယ်နော်ဗီတာဂူဂရက်စ်ကိုကျွန်တော်လည်းအသက်အရွယ်နဲ့နော်ပေးရမယ့်တန်ကြီးပမာဏကြောင့်တော်တော်ကိုသူတို့တိုင်ပတ်နေတယ်သူတို့လုံးဝမပေးချင်ဘူးဖြစ်နေတယ် ဆိုတော့ဒါကြောင့်အာဆင်နယ်အနေနဲ့မဖြစ်မနေလိုအပ်ပါတယ်ဆိုတော့တိုက်စစ်မှုနေရာမှာ အားမဖြစ်နိုင်သေးဘူးသို့တော့ပါတီတို့ဘောနော် OD ကတ်တို့ဟလာကျွန်တော်ဒီဘယ်လိုပြောမလဲမယ်ရီနိုတို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကွင်းလေကစားမားတွေရှိ Rice တို့ကွင်းလေကစားမားကောင်တွေရှိနေတဲ့နေရာမှာ Super Mini လို့ကစားမားမျိုးနဲ့ကျွန်တော်စတော်စီစီအစားထိုးထားတယ်တကယ်အစားထိုးရပါမယ်ဆိုတော့ Left Wing က Martinelli တို့နေရာတွေတိုက်စစ်ကကျွန်တော် Harvest တို့နေရာတွေဒါမှမဟုတ်ပိုကောင်းတဲ့ကစားမားတွေနဲ့အဲ့ဒီနေရာတွေမှာ အာဆင်နယ်အခုချိန်ထိအားမဖြစ်နိုင်သေးဘူးဆိုတော့ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်အာဆင်နယ်အတွက်ပေါ့နော်ကျွန်တော်ပရီးမီးယားလိရာသီအသစ်ကိုဖွင့်တဲ့နေရာမှာတော်တော်ခဲရင်တဲ့အချိန်ကြီးဟိုပြိုင်ဘက်တင်နဲ့ရင်ဆိုင်ရဖို့ရှိတယ်ဆိုတဲ့အနေထားမျိုးမှာဒီနေရာသီအပြောင်းအရွှေ့ရဲ့အားဖြစ်မှုနဲ့တော့ကျွန်တော်မရဘူးပူကောင်းတဲ့အစားထိုးမှုတွေအဲ့ဒီပွဲစဉ်တွေမတိုင်ခင်လုံနိုင်မှကျွန်တော်တော်ကားကြမှာနော်ဆိုတော့ညီကလေးတို့အနေနဲ့ရော လေဗာပူးသင်းနဲ့အာဆင်နယ်အနေနဲ့ပေါ့နော်လက်ရှိပရီးမီးယားလိပထမဆုံး10ပွဲမှာဘယ်အသင်းကပို့ပြီးတော့ခဲရင်နဲ့ပေါ့နော်အခြေအနေတခုကိုကြုံနေရတယ်လို့ကျွန်တော်ထင်တယ်။အာဆင်နယ်နဲ့လေဗာပူးသင်းကရာဒီမစတင်ခင်မှာလူရာဒီပြောင်းချွေမှာအမှန်တကယ်အလုပ်လုပ်ပြီးတော့တကယ် ready ဖြစ်နိုင်မလိမ့်မယ်လို့ညီကတို့ထင်ကြလား။ဆွေးနွေးကြပါဦးချီချူအပ်ပြီးတော့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။